ားလုံးပဲမင်္ဂလာပါခွတ်မင်းပညာဒါနတင်ပေးခြင်းလို့ပေါ့နော်ဒါလေးကကြတော့ freestyle လေးကိုမှအမင်းကတော့ဒီကောင်းစုပုံစံလေးထိုးရည်ရထားပေါ့နော်ပမာဆုံးဒီလိုမျိုး green လေးလုပ်လိုက်မယ်လုပ်ပြီးလို့ရှင် for me 345ဖုံမီကိုဟိုပါမင်းတို့ယင်ဆိုင်ထဲ3လက်မလာဖို့ထုတ်ပြန်တော့မင်းဆိုလို့ရှိရင်ယင်ဆက်34ဆိုတော့ယင်34ရဲ့တဝက်ကဆက်ခွန်ဆက်ခွန်ကိုမှနောက်ထပ်3လက်မလာပေါင်းပြီးတော့ကိုတချမ်းစာကိုလက်မ20လောက်ထုတ်မယ်အဲ့တော့ချင်းကိုလက်မ20လောက်ထုတ်ပေးပါ အဲထိုးပြီးလို့ရင်ချင်းရောရေသွားပေါ့နော်ရေသွားပြီးပက်တန်ဝင်ပြီးကမှပိုတာပြန်ဖြီလို့ရတယ်လိုတာကလိုတာကတော့နည်းနည်းတော့ရှားရပေါ့နော်အဲ့တော့မြန်လက်မနဲ့ဆိုဘယ်နှချင်းရမယ်ပြန်ပြောပါမယ်အဲမင်ချီကကြတော့ပန်းမြူရော်တွေကဒီအစိမ်းရောင်လေးတုံးထားပါတယ်အဲ့ကမင်ထိုးနေကြတိုင်း1.75နဲ့ထိုးပါရအောင်နော်2 2လောက်တုံးရင်လည်းရပါတယ်အဲ့တော့မင်145ချင်းကို16လက်မလက်မ20ဝင်ချင်လောက်ရရပေါ့နော်အဲ့လောက်နဲ့ရက်လိုက်ပါမယ်ရက်ပြီးတော့ပက်တန်ဆဝင်ပါမယ်ဒီဒီ ကွင်းလေးကိုမှတ်ထားပြီးတော့တိုင်းရှိတိုင်းစားချင်းသုံးခုတက်မယ်တက်ပြီလို့ရှိရင်တရေးရစ်ရစ်ပြီးတော့ဒီလေးခုမြောက်အပေါက်မှာကတိုင်းရှိတိုင်းထိုးမယ်အဲ့တော့ချင်းသုံးခုကတတိုင်းစားရယ်ဒီဥစ္စာကဒုတိယတိုင်းဖြစ်သွားမှာပေါ့နှစ်တိုင်းနောက်သူနဲ့ကဲ့ရဲ့အပေါက်မှာတိုင်းရှိတိုင်းသုံးတိုင်းနောက်ထပ်ကဲ့ရဲ့အပေါက်မှာတတိုင်းလေးတိုင်းကဲ့ရဲ့အပေါက်မှာတတိုင်း၅တိုင်းပြီးတော့ကဲ့ရဲ့အပေါက်မှာပဲနောက်တတိုင်း စုစုပေါင်း6တိုင်ထိုးပါမယ်6တိုင်ဆိုတာကချင်းသုံးခုတစ်တိုင်သာရောပါတယ်ပေါ့နော်ဒီမှာဆရာလေးကြည့်ပေးပါဒါချင်းသုံးခုကတစ်တိုင်သာ1 2 3 4 5 6တိုင်ရှိရ5တိုင်နဲ့ဆိုတော့တူတယ်6တိုင်ပါ6တိုင်ထိုးပြီးလို့ရှိရင်ချင်းတစ်ခုချချင်းတစ်ခုချတဲ့အတွက်အောက်မှာလည်းတပေါက်စာကျော်တရည်ရည်မယ်ဒီမှာနော်တပေါက်ကျော်ပြီးတော့နောက်တစ်ပေါက်မှာကအတိုင်းရှိကို10တိုင်ထိုးပါမယ်တပေါက်တစ်တိုင်နဲ့ တော့ဒီလိုနှစ်ကြိုးလေးယူလိုက်တယ်เนาะတစ်ကြိုးလေးဆိုရင်ကြည်ကြည်ကြီးဖြစ်သွားမှာဆိုလိုပါလေးတိုင်းငါးတိုင်း6 9 shit go sorry go တက်စေ တပောက်တိုင်နဲ့လိုမျိုးဆယ်တိုင်ထိုးသွားမယ်ပြီးရင်ချင်းတစ်ခုချာအောက်မှာလဲတပောက်ကျော်နောက်တပောက်ကနေပြီးတော့ဆယ်တိုင်အဲ့တော့အစွန်ဆုံးနေမှာက6တိုင်ဖြစ်မယ်အလဲမှာကျတော့ချင်းတစ်ခုချာပြီးတော့ဒီလိုဆယ်တိုင်အပြည့်လေးထိုးသွားပါမယ်အစုံနာတိထိုးပြီးရင်တစ်ချက်ပြန်တိုင်ပါမယ်နော် ဒီမှာဆိုလို့ရှိရင်မင်းပြောသလိုပေါ့နော်ဒီအစာပိုင်းမှာကတိုင်ရှိ6တိုင်ထိုးမယ်ချိန်တကူချာအောက်မှာလည်းတပောက်ကျော်တိုင်ရှိ10တိုင်နေနဲ့ပေါ့နော်ဇက်တိုက်ကြားထဲမှာတပောက်ချားလေး10တိုင်နေဇက်တိုက်ထိုးလာပြီးတော့အဆုံးမှာလည်းမင်းဒီ6တိုင်အထိထိုးလိုက်တော့ကြာမင်း145ခုထိုးခဲ့တဲ့ဟာဒီမှာတစ်ချိန်မဲ့ပို့ရနော်အဲ့ဒါတော့ဒီတိုင်းထားလိုက်ပါတော့မယ်ကွက်တီလောက်ရတယ်ပေါ့နော်အော်ဒီနောက်ကိုတိုင်းတာနယ်ကိုထိုးတဲ့အချိန်မှာ ိုတာလိုတာကကွာအစွန်ဆုံးအစွန်ဆုံးတိုင်ကအမြင့်နဲ့6တိုင်ဖြည့်ရမယ်အစမှလိုမျိုးပဲအဲ့တော့6တိုင်လာရှိလို့ရှိရင်ပြန်တိုင်းကြည့်လိုက်မတင်းနေတော်လေးက6ဥမာဒီနာလောက်မှာဒီနာလောက်မှာဆိုလို့ရှိရင်ကိုယ်အတိုင်းနဲ့ပြန်တိုင်းကြည့်လိုက်အတိုင်းကလိုသေးလားထထိုးရမှာလားထထိုးရမှာချင်းရလိုနေရဆိုလို့ရှိရင်ကိစ္စမရှိဘူးဒီဆထိုးရဲ့အချိန်မှာဒီနာကကျိုးရှိရှိလေးချန်ခဲ့ရင်ပေါ်ဆင်းပြီးတယ်ကျိုးရှိရှိလေးမဟုတ်ဘူးဆိုလို့ရှိရင်လည်းချီလေးနည်းနည်းပေါ့နော်ဒီဘက်ကနေပြန်ဆက်ပြီးတော့ဒီကနေမင်းပြမယ်နော်ဥမာ ဒီ chain တစ်ပေါက်ကနေပြီးတော့မြန်ချီပြန်ဆက်မထားလို့ဒီကနေဖွမီးကိုဖွမီးဆက်ထိုးလိုက်ဒီလိုမျိုးလေးလေအဲ့လိုမျိုးလေးဆက်ထိုးဆက်ထိုးသွားလိုက်လို့ရရပါတော့နော် ိုလိုချင်တဲ့ဖွင့်ပြီး၅ခုစု၅ခု၁၀ခုစု၁၀ခုလို့တလားကွယ်အဲ့လိုမျိုးဆက်ထိုးလိုက်လို့ရပါတယ်မင်းကတော့ကွက်တီးဆိုတော့မလိုတော့ဘူးပေါ့နော်အဲ့တော့၆ခုရှိချင်းအတိုင်းရှိ၆တိုင်းထိုးပြီးရင်ဒါအဆုံးတက်လိုက်ပါမင်းဆိုလို့ရှိရင်၄၅ချင်းကိုဒီ၁၀တိုင်း၄ကတကွက်၂ကွက်၃ကွက်၄ကွက်၅၆၇၈၉၁၁၁၂ခုရတယ်၁၀တိုင်း၄က၁၂ခုဟိုဘက်၆တိုင်းဒီဘက်၆တိုင်းဒါကရိုးဝမ်းပြီးတော့ပါပြီ အခုကရိုတူးဆက်ထိုးမယ်ပေါ့နော်ရိုတူးဆိုလို့ရှိရင်အတိုင်းရှိတိုင်းစားချိန်သုံးကိုတက်မယ်တက်ပြီးတော့ပြန်လှည့်ပြန်လှည့်ပြီးလို့ရှိရင်ဒီမှာအတိုင်းရှိတွေကိုရေတွဲလျှော့သွားခြင်းတာပေါ့နော်ဒီတော့ဒီတတိုင်းရဲ့ထိမှာကအတိုင်းရှိတိုင်းစားချိန်သုံးကိုထိုးပြီးဆိုတော့သူ့ဘေးရဲ့အကပတ်အပေါက်မှာကနောက်တတိုင်းနောက်ထပ်အတိုင်းရှိတွေသူ့အတိုင်းရှိတွေကိုဓမ္မောက်တတိုင်းစက်တိုက်ထိုးပြီးပဲချင်းမှာရရမလဲဆိုတော့ဒီအစုံနာ တိုင်ရှိတွေဆုံးမှုနှစ်တိုင်အလိုတွေမှာအဲ့နှစ်တိုင်တွေကိုမထိုးဘဲနဲ့ထားခဲ့ရမှာပါပြန်ရောတဲ့အတန်းပါဆိုလို့ရှင်အဲ့တော့6တိုင်ကနေဒီပေါ်မှာဆိုလို့ရှင်ချိန်သုံးခုပါရင်း၄တိုင်ကျန်မယ်၄တိုင်ပြီလို့ရှင်ချိန်သုံးခုလာလာပြီလို့ရှင်ဒီချိန်တစ်ခုချခဲ့တဲ့ပေါ်မှာတိုင်တို့ထိုးတိုင်တို့ထိုးပြီးနောက်တစ်ချိန်ချိန်သုံးခုပြန်ထိုးထိုးပြီးလို့ရှိရင်ဟိုဘက်နဲ့ဒီဘက်မှာနှစ်တိုင်ပြီးခြံခဲ့ပါဆိုတော့မင်းတို့ဒီမှာဆိုလို့ရှိရင်တစ်တိုင်သာနှစ်တိုင်သာခြံအလဲတိုင်တွေကိုတစ်ပေါက်တစ်တိုင်ထိုးပါမယ်ဒီ နှစ်သုံးလေးငါးတိုင်း6တိုင်းမှမှဆိုရင်ရေးသွားပါနော်6တိုင်းထုတ်ပြီးဒီမှာ2တိုင်းပဲကျန်တော့တယ်ဒီ10တိုင်းစုမှာအဲ့ဒီ2တိုင်းကိုထားခဲ့လိုက်ပါမယ်ချိန်3ခုနဲ့အလဲချခဲ့တဲ့နေရာမှာတိုင်းတူပြီးရင်ချိန်3ခုပြန်လာဘက်ကနှစ်တိုင်းကိုကျော်၃တိုင်းမြောက်ကနေစပြီးတော့တပေါက်တစ်တိုင်းထိုးမယ်။နဲ့ 6တိုင်ထိုးပြီးလို့ရေဒီမှာနှစ်တိုင်ပဲကြံခဲ့တယ်အဲ့ဒါကိုချမ်းမယ်တိုင်ရင်ညော့သွားတာပေါ့နော်ဘရောချိန်သုံးခုနဲ့တိုင်တို့ပြင်ချိန်သုံးခုအဲ့တိုင်ပဲစတိုင်ထိုးသွားပြီးပါအဆုံးနာမှပြန်ပြပါမယ်မင်းတို့ထိုးလိုက်ရင်လည်းအဆုံးနာရောက်ပြီဆိုလို့ရှိရင်လည်းဒီမှာချိန်သုံးခုနဲ့ဒီထဲမှာကတိုင်တို့ပြင်ချိန်သုံးခု ချိန်သုံးခုလာပြီလို့ရှိရင်ဒီမှာနှစ်ပေါက်ကိုကျော်သုံးပေါက်မြောက်ကနေတိုင်းချီတတိုင်းနောက်ထပ်ဒီမှာနောက်တစ်ပေါက်မှာနှစ်တိုင်းနောက်တစ်ပေါက်မှာ sorry သုံးတိုင်းပြီးရင်တို့ဒီချိန်သုံးခုအစွန်းဆုံးကချိန်သုံးခုရဲ့အပေါ်ဆုံးချိန်ပေါက်အပေါ်ဆုံးချိန်ပေါက်ထဲမှာတတိုင်း အဲ့တော့၄တိုင်းဒီဘက်မှာလည်း၄တိုင်းနဲ့စားတယ်ဒီဘက်မှာလည်း၄တိုင်းနဲ့ဆုံးပါတယ်ဒီထိက row 2ပြီးပါတယ်ပြီးတော့ row 3ဒီအစုံဆုံးနေရာတူတူပဲเนาะတိုင်းစီတိုင်းဆိုတော့ချိန်သွင်းမှုထိုးမယ်ပြန်လှည့်ပြန်လှည့်ပြီးလို့ရှိရင်သူ့မှာလည်းတိုင်းဝင်ထပ်ပြီးတော့ရော့မှာဖြစ်တဲ့အတွက်ဒါကတစ်တိုင်းစားဘေးကရဲ့အပေါက်မှာကတရက်တိုင်းတစ်တိုင်းဆိုတော့နှစ်တိုင်းညာပြီးလို့ရှိရင်ချိန်သုံးခုဒီလေရီကချိန်သုံးခုပဲလားเนาะချိန်သုံးခုနဲ့ဒီ queen ချိန်သုံးခုချခဲ့တဲ့ queen မှာကတိုင်းတို့ပြီးရင်ချိန်သုံးခုဒီကရဲ့ queen နဲ့မှာကတိုင်းတို့ နောက်ထပ်ချိန်3ခုတိုင်ရှိတွေပေါ်မှာကတိုင်ထက်ကြုံပါဆိုတော့ထုံးစံအတိုင်းပဲဒီဘက်ကတပေါင်း2ပေါက်ကိုကျော်3တိုင်မြောက်တိုင်ပေါ်မှာတတိုင်နောက်ထပ်2တိုင်လို့ရှိရင်ဒီမှာအစုံမှာက2တိုင်ပဲကျန်တော့တာအဲ့တော့အဲ့2တိုင်ကိုထားခဲ့လိုက်ပါမယ်ချိန်3ခုနဲ့ပေးကရဲ့ဒီခွင်းမှာကတိုင်တို့ချိန်3ခုကရဲ့ခွင်းထဲမှာတိုင်တို့ရင်းချိန်3ခု တုံးစံတိုင်းတရည်ရစ်မဲ့တပေါင်းနှစ်ပေါက်ကိုကျော်သုံးပေါင်းမြောက်ကနေတိုင်းရှည်တတိုင်းဘေးမှာနောက်တတိုင်းဆိုတိုင်းရှည်နဲ့တိုင်းချိန်သုံးခုပက်တန်ကရမ်းလွယ်နော်ဒါရို3ပါရို3မှာဆိုလို့ရင်ချိန်သုံးခုခွင်းလေးတွေကတကွင်းနှစ်ကွင်းသုံးကွင်းပုံစံလေးဖြစ်နေပါမယ်အစုံအမတစ်ချက်ပြပါမယ် မင်းဒီရှင်းရလေးပါမပြောလိုက်လို့เนาะဒီချင်းပထမဆုံးတန်းထိုးပြီးတာနဲ့မင်းကတော့ချင်းကလက်မ20ဝင်ကျင်တဲ့ဟိုဒီပက်တန်ပြန်ဝင်တော့လေလက်မ20လောက်ပဲရပါတယ်အဲ့ချိန်မှာပြန်တိုင်းကြည့်ပါเนาะကိုလိုချင်တဲ့လက်မကိုက်လားမကိုက်လားအဲ့မှာချင်းကိုတိုးရမလားရှော့ရမလားသိမှာပါဒီတန်းထိုးပြီးတာနဲ့ကိုတိုင်းကြည့်လို့ရပါပြီဒါလည်းမပြောလိုက်ရတော့ပါเนาะ ဆုံးတော့မှဆိုလို့ရှိရင်လည်းခြေသုံးခုထိုးပြီးလို့ရှိရင်တစ်ပေါက်နှစ်ပေါက်ကျော်သုံးတိုင်မြောက်ပေါ်မှာတစ်တိုင်ပရောဒီသုံးခုမြောက်ချိန်ပေါ့နော်ဒီအစွန်ဆုံးတိုင်ချိန်တိုင်းသာသုံးခုမြောက်ချိန်ရဲ့အပေါ်မှာကတစ်တိုင်ဒီဒီဆိုလို့ရှိရင်သုံးတန်းမြောက်ပြီးသွားပါပြီလေးတန်းမြောက်လေးတန်းမြောက်ကျတော့ဒီနှစ်တိုင်လေးထိရောက်သွားပြီလို့ရှိရင်တိုင်ရုံတစ်ခါပြန်ပွားမှာဖြစ်တဲ့အတွက်ဒီချင်းကတော့မင်းတို့ပြောခဲ့သလိုမျိုးတိုင်ချိန်တိုင်းသာခြေသုံးခုထိုးမယ်ပြန်လှည့်ပြန်လှည့်ပြီးလို့ရှိရင်သူ့ဘေးကရဲ့တိုင်ပေါ်မှာကတစ်တိုင် အတိုင်ပွားတဲ့အချိန်မှာလည်းမင်းတို့ယောခဲ့တယ်လို့ယောယောတုံးကနှစ်တိုင်ဘေးဆုံးနှစ်တိုင်နေယောတယ်လို့မျိုးအတိုင်ပွားရင်လည်းဘေးဆုံးနေမှာနှစ်တိုင်ပြီးထက်သွားပါမယ်ခွင်းထဲမှာပဲဒီတိုင်းအတိုင်ရှင်းတဲ့အတိုင်ထိုးလိုက်ရင်ရပါပြီပြီးလို့ရှိရင်ချိန်၃ခုလားဒါ၄တန်းမြောက်နော်ချိန်၃ခုလားပြီးလို့ရှိရင်မင်းတို့ဒီအလဲချိန်လေးလေ၃ခုချိန်အဲချိန်၃ခုဝင်နေ၃ခုထိုးခဲ့တဲ့ဒီမှာအလဲကွင်းလေးထဲမှာကတိုင်တူပြီးရင်ချိန်၃ခုဒီတိုင်ရှင်းတဲ့အတိုင်ရဲ့ဘေးကကွင်းလေးကိုရောက်တဲ့အခါမှာလည်း နှစ်တိုင်စီဘေးဘက်ဒီမှာထိုးပါမယ်။ခွင်းထဲမှာနှစ်တိုင်၊ငကိုတိုင်းရှိနှစ်တိုင်ပေါ်မှာကတတိုင်တပေါက်တတိုင်နဲ့နှစ်တိုင်။ဟိုဘက်ကကဲ့ရဲ့ခွင်းထဲမှာလည်းတိုင်းရှိနှစ်တိုင်။အဲ့တော့လေးတိုင်ကနေပြီးတော့အပေါ်မှာ6တိုင်အပေါ်နှစ်တိုင်ကနေပေါ်မှာ6တိုင်ဖြစ်သွားပါတယ်။ပြီးရင်ချိန်3ခုနဲ့အလယ်ခွင်းမှာကတိုင်တို့ချိန်3ခုလို့ရှိရင်ဒီတိုင်းရှိနှစ်တိုင်ရဲ့ဘေးခွင်းထဲမှာက နှစ်တိုင်းတိုင်းရှင်းနှစ်တိုင်းပေါ်မှာကတပေါက်တစ်တိုင်းနဲ့ဆိုတော့နှစ်တိုင်းတိုတယ်လေးတိုင်းပြီးရင်ပြီးခွင်းထဲမှာကနှစ်တိုင်း၆တိုင်းချိန်၃ခုကရဲ့ခွင်းထဲမှာကတိုင်းတိုပြီးရင်ချိန်၃ခုပက်တန်ကအရင်လွယ်တယ်နော်ဒါဆိုလို့ရှိရင်ဒါ1 2 3 4တန်းရှိသွားပါပြီဒီပဲစုံနာမှာလဲချိန်၃ခုနဲ့ခွင်းနဲ့ကရဲ့ခွင်းထဲမှာကတိုင်းရှိ တိုင်နှစ်တိုင်ပြီးလို့ရှင်ဒီအစောနှစ်တိုင်ပေါ်မှာကနှစ်တိုင်အဲ့တော့အစုံမှာ၄တိုင်နဲ့ဆုံးသွားပြီနောက်ထပ်ချိန်၃ခုနဲ့ပြန်လက်ငါးရက်မြောက်တော့ပြန်လက်ပြီးတော့တိုင်ရှည်တွေပေါ်မှာကဆက်ပွားမယ်နော်တစ်ပေါက်တစ်တိုင်နေဆိုတော့ထိုးလိုက်တော့ငကူက၄တိုင်ရမယ်ကဲဆက်ပွားမှာဆိုတော့ကဲ့ရဲ့ကွင်းထဲမှာကနောက်ထပ်တိုင်ရှည်၂တိုင်ဆိုတော့၆တိုင် ချောင်းတိုင်ပြီးလို့ရှိရင်သူကကြတော့ဒီ chain 3ခုခြားစရာနေရာမရှိတော့ဆိုတော့ chain တစ်ခုပဲခြားခြားပြီးလို့ရှိရင်ဒီတိုင်းစီရဲ့ကိုလည်းခြောက်တိုင်ကနေဆက်ပွားมาဆိုတော့ဘီကရဲ့ခွေနဲ့မှာကနှစ်တိုင်းခြောက်တိုင်ပေါ်မှာကတပေါက်တစ်တိုင်နဲ့ခြောက်တိုင်စု3 4 5 6 ပြီးရင်သူ့ရဲ့ဘေးကရက်မှာပဲနောက်ထပ်နှစ်တိုင်ကရက်ခွင်းထဲမှာကနှစ်တိုင်ဆိုတော့ total ကဘေးဘက်မှာနှစ်တိုင်နှစ်တိုင်ဒီဆိုတော့၄တိုင်ဒီ၆တိုင်ပေါ်မှာ၆တိုင်ဆိုတော့၁၀တိုင်စုစုပေါင်း၁၀တိုင်ဖြစ်သွားပြီပြီးလို့ရှိရင် chain တစ်ခုပဲခြားမယ်ဒီတိုင်ရှိရဲ့ဘေးခွင်းထဲမှာကနှစ်တိုင်တိုင်ရှိ၆တိုင်ပေါ်မှာကတပေါက်တစ်တိုင်ဆိုတော့၃၄၅၆ 8ဒီကရဲ့ကွင်းထဲမှာကနောက်ထပ်နှစ်တိုင်းဆိုတော့10တိုင်းပြင်ချင်းတစ်ခုချာဒီမှာတော့ထူလိုက်ရင်လည်းသတိထားမိလားမသိဘူး6တိုင်းချင်းတစ်ခု10တိုင်းချင်းတစ်ခု10တိုင်းဆိုဘာနဲ့တူတော့ဆိုမင်းတို့ပထမဆုံးထူခဲ့တဲ့ row 1နဲ့အတူတူပဲဖြစ်သွားပါပြီအဲ့ဒါကိုစုံလာတစ်ချက်ပြပြီးလို့ရှိရင်ဒါက pattern တစ်ခွဲစာပြီးပါပြီနော်ဒီအစုံနာမှာဆိုလို့ရှိရင်လေဒီမှာချင်းတကူချပြီးတော့ကဲ့ရဲ့ခွေနဲ့မှာကတတိုင်း နှစ်တိုင်းနှစ်တိုင်းပြီးလို့ရှိရင်လေးတိုင်းပေါ်မှာကတစ်ပေါက်တစ်တိုင်းဆိုတော့3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20အဲ့တော့ဒီထိထိုးပြီးလို့ရှင်မင်းတို့ပထမဆုံး row 1နဲ့အတူတူပဲဖြစ်သွားပါပြီအဲ့တော့အဲ့ဒါနဲ့အဲအတူတူပဲဖြစ်သွားပြီဆိုတော့ပေါ့နော်မင်းပြမယ်ဒါတန်း၂တန်း၃တန်း၄တန်း၄တန်းပြီးလို့ရှင်ဒါပထမတန်းနဲ့အတူတူပဲဖြစ်သွားတော့ဒါကိုတန်းပြင်ရင်လိုက် အဲဒီဒီတန်းနဲ့တွေ့ကဒါဒါပြီးလို့ရှင်လာအောင်မှာဒီမှာ၄တိုင်ပြန်ရော့မယ်၁၀တိုင်တန်းပြီးသွားလို့ရှင်တိုင်ပြန်ရော့မယ်နောက်ထပ်နောက်တစ်တန်းမှလည်းတိုင်ပြန်ရော့မယ်အဲ့တော့နှစ်တိုင်ပဲကျန်တော့တဲ့အချိန်မှာတိုင်ပြန်ပွားမယ်အဲ့လိုပွားလိုက်ရော့လိုက်နဲ့ row 1 2 3 4 1 2 3 4အဲ့လိုမျိုးအဲ့ဒါကိုဇက်တိုက်ဇက်တိုက်ထူလိုက်ရုံပါပဲ မင်းတို့အဲ့လိုဇက်တိုက်ထုတ်လိုက်လို့ရှိရင်ပက်တန်ကဒီလိုပုံစံလေးထွက်လာပါမယ်နော်အဲ့လို1 2 3 4ဇက်တိုက်ထုတ်လိုက်လို့ချင်းဒီလိုအကွက်လေးရလာပါလိမ့်မယ်အဲ့ဒါကိုကိုလိုချင်တဲ့အရှိကိုလိုချင်တဲ့အရှိဆိုတော့ဥမာခါခါနေပြီးတော့ဂျိုင်းနာတိတစ်ချက်ထုတ်တာပဲနော်မင်းပြီးကမှဘလောက်ထုတ်ရမလဲဆိုတော့တစ်ချက်ပြင်ပြောပြပါမယ်